မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့ဇန်နဝါရီလ9ရက်နေ့ညနေပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ် ပထမဆုံးတင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့သခိုင်းတိုင်းသခိုင်းမြို့ပေါ်မှာတောင်းချမ်းနေတဲ့နာမည်ကြီးပြူစောထီးခေါင်းဆောင်ရွှေချားနဲ့အဖွဲ့ကိုတိုက်ခိုက်ခဲ့ရာခဏဦးတင်ဆုံးပြီးလက်နက်6လက်ကိုတင်စီရရှိခဲ့တဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဇန်နဝါရီလ9ရက်နေ့ညနေ6နာရီခန့်ကသခိုင်းမြို့နယ်မင်းကွန်းဒေသကနေအင်စည်းကားနှစ်စီးနဲ့သခိုင်းမြို့ကိုပြန်လာတဲ့သခိုင်းမြို့မိုးစာရက်ကွက်အုပ်ချုပ်ရေးမှုပြူစောထီးခေါင်းဆောင်ရွှေချားနဲ့အဖွဲ့ကို သခိုင်းမင်းကလမ်းပေါ်လက်ပံချေးရွာအထွက်အရောက်မှာပြစ်ခတ်ရှင်းလင်းခဲ့တယ်လို့သိရပါဗျ။အခုလိုမျိုးပြစ်ခတ်ရှင်းလင်းခဲ့ရာအသက်33နှစ်အရွယ်ပြူစောတိခေါင်းဆောင်ရွှေကြားခေါ်ကြော်မျိုးထုံးတဲ့ဇနီးတို့အပါအဝင်9ဦးတေဆုံးသွားပြီးတော့2ဦးလွတ်မြောက်သွားကဂျီတရီအမျိုးအစားတနက်6လနဲ့အတူခဲရများကိုလည်းတင်းစီရရှိခဲ့တယ်လို့သိရပါဗျ။သခိုင်းမျိုးပေါ်ကနေမင်းကမှရှိတဲ့သူတို့ရဲ့လူတွေစီကိုရိတ်ခါလာပို့တာလူချင်းတာလှုပ်ပြီးတော့အပြန်မှာရှင်းလင်းခဲ့တာ9ဦးတေတဲ့တအုပ်ကတော့လှုပ်ပေးလိုက်တာကားပေါ်မှာ3-4နှစ်အရွယ်ကလေးနှစ်ယောက်ပါလာတာကံကောင်းချင်တော့အဲ့ဒီကလေးနှစ်ယောက်ကကြီးစံရှ ျက်ထီုံလေးပဲဒဏ်ရာထိထားတာအဲ့ဒီကလေးနှစ်ယောက်ဒုက္ခရောက်မှာဆိုလို့အဲ့ဒီလူကိုလှုပ်ပေးလိုက်တာအဲ့ဒီလူကတော့သူတို့နဲ့ပတ်သက်ဆက်ဆက်တဲ့သူဖြစ်မှာပေါ့ဒါပေမဲ့သူကလက်နက်မကင်ထားဘူးလက်နက်ကင်စရင်ထဲမှာတော့မပါဘူးပြီးတော့ကားဘော်ကတယောက်ခုံဆင်းပြီးတော့ထွက်ပြေးသွားတာလွတ်သွားတယ်ကားတစည်းကိုတော့ကျွန်တော်တို့တွေမိရှုပ်ထားခဲ့တယ်။တစည်းကတော့ကျွန်တော်တို့မရှုပ်ခဲ့ဘူးလို့ယူနီကောင်းပြောက်ကြားတဲ့ဖွဲ့ကတာဝန်ခံကရှင်းပြထားပါတယ်။တိတ်ဆုံးသားတဲ့အလောင်းများကိုသခိုင်းမျိုးပေါ်မှာရှိတဲ့အကြမ်းဖက်စစ်သားများနဲ့ရဲများကညာရင်းချင်းကားတွေနဲ့လာရောက်တဲဆောင်သွားပြီးလက်ပံချေးရွာကပြည်သူနေအိမ်နှလုံး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များမီးမရှို့ဘဲနဲ့ခြံထားခဲ့တဲ့ပြူစောတိကားတစီးတို့ကိုမီးရှို့ဖျက်ဆီးခဲ့တယ်လို့သိရပါတယ်။တေဆုံးသွားတဲ့ပြူစောတိများကိုဇန်နဝါရီလ10ရက်နေ့မှာတကြိုသွားတယ်လို့သိရပါတယ်။ စကိုင်းမြို့မိုးစာရက်ွက်ကတိတ်ဆုံးသွားတဲ့အုတ်ချုပ်ရဲမှုပြူစောတိခေါင်းဆောင်ရွှေချားနဲ့အဖွဲသားများဟာစကိုင်းမြို့ဝန်ကြီးပြည်သူများကိုချိန်ချောက်အနိုင်ကျင့်ခြင်းစစ်မှုထမ်းစစ်သားများကိုပေါ်တာဆွဲဖမ်းဆီးခြင်းအတင်းအဓမ္မစက်ကြီးကောက်ခံခြင်းများကိုလုံဆောင်နေသူများဖြစ်တယ်လို့သိရပါတယ်။ဒါကြောင့်၎င်းတို့တိတ်ဆုံးသွားမှုနဲ့ပတ်သက်ပြီးတော့စကိုင်းမြို့သူမျိုးသားများအလုံးကဝမ်းတာနေကြပြီးတော့ပြစ်ခတ်ရှင်းလင်းပေးတဲ့အဖွဲသားတွေကိုလည်းစုချင်းမြင့်ပေးရန်လုံဆောင်နေတဲ့ဒူရီတောင်ရှိတယ်လို့သိရပါတယ်။ဒါအပြင်စကိုင်းမြို့နယ်လက်ပံရွာအုတ်ချုပ်ရဲမှုကိုလည်းတစ်ချိန်တည်းမှာပဲပြစ်ခတ်ရှင်းလင်းခဲ့ရအောင်တိတ်ဆုံးသွားတယ် ်လို့သိရပါတယ်စစ်တပ်ကတိုက်ခိုက်မှုများကိုလက်တုံပြန်တဲ့အနေနဲ့ဇန်နဝါရီလ10ရက်နေ့မနက်7:00နာရီခန့်အချိန်မှာသကိုင်းမြို့နယ်ကြောက်တာလေကားရွာမှာအထိုင်ချတပ်ဆွဲထားတဲ့စစ်တပ်ကလက်ပံကြေးရွာအတွင်းကိုလက်နက်ကြီးနဲ့ပစ်ခတ်ခဲ့ရာပြည်သူတအုပ်တေဆုံးခဲ့ကြောင်းယူနီကောင်းပြောက်ကြားတပ်ဖွဲ့တာဝန်ခံကပြောဆိုထားပါတယ်တချိန်တည်းမှာပဲလက်ပံရွာအုပ်ကြီးကိုလည်းရှင်းခဲ့တယ်အဲ့ဒီဖြစ်တဲ့နေရာနဲ့တိတ်မကွာဘူး ပိတ်မဝေးဘူးမနေ့ကနေကင်း7တနာရီလောက်မှာလက်နဲ့ကြီးတွေနဲ့လှမ်းပစ်လို့ပြည်သူတယောက်သေးတယ်ကြောက်တာလေကားရွာဘက်ကနေပြီးတော့လှမ်းထူတာလက်ပံရွာတရွာလုံးအခုတော့ထွက်ပြေးနေရတယ်ပြူစောတိခေါင်းဆောင်ကိုတကြိုပြီးတရွာလုံးကိုမိရှုံမယ်ဆိုပြီးတော့ပြောထားတာဒီနေ့တော့မဝင်သေးဘူးလို့၎င်းကပြောပြထားပါတယ်စစ်ကောင်စီလက်အောက်ခံပြူစောတိခေါင်းဆောင်ရွှေကြားအဖွဲ့နဲ့လက်ပံရွာအုပ်ချုပ်ရေးမှုတို့ကိုပြစ်ခတ်ရှင်းလင်းမှုကို Road to Mandalay အဖွဲ့သားများနဲ့ပြည်သူအစီအကံတပ်ဖွဲ့များကပူးပေါင်းကရှင်းလင်းခဲ့ခြင်းဖြစ်ပြီးတော့ပြည်သူကာကွယ်တပ်ဖွဲ့ဝင်များအထူးကိမရှိဘဲနဲ့ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းသတင်း င်းရရှိပါတယ်ခင်ဗျာဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့ရန်ကုန်မန္တလေးအမြန်လန်းအနီးနတ်မောက်ပြောပွဲလမ်းပေါ်မှာစစ်ကောင်စီလက်အောက်ခံနန်းစီဒီအမ်ဆောက်လုပ်ရေးဝန်ကြီးဌာနကလက်ထောက်ညွှန်ကြားရေးမှူးတန်းထွန်းအဖမ်းခံလိုက်ရတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ရန်ကုန်မန္တလေးအမြန်လန်းမိုင်းတိုင်အမှတ်262အနီး နတ်မောက်ပြောပွဲလမ်းပေါ်မှာ ဆောက်လုပ်ရေးဝန်ကြီးဌာနလမ်းဦးစီးဌာနရဲ့ကြီးကြပ်ရေးအဖွဲ့ကလက်ထောက်ညွှန်ကြားရေးမှူးတန်းထွန်းကိုစစ်ဆေးရန်ဖမ်းဆီးသွားခြင်းဖြစ်တယ်လို့သိရပါတယ်။အဲ့ဒီလက်ထောက်ညွှန်ကြားရေးမှူးဟာမွေးရဇာတိရွှေတောင်ကနေတာဝန်ကျရာတောင်ကြီးကိုသွားတဲ့လမ်းမှာဖမ်းဆီးခံလိုက်ရခြင်းဖြစ်တယ်လို့သိရပါတယ်။သူ့ရဲ့မွေးရရွှေတောင်ကနေတာဝန်ကျတဲ့တောင်ကြီးကိုအပြန်လမ်းမှာစစ်ဆေးခံရင်းနဲ့ဖမ်းခံလိုက်ရတာဖြစ်ပါတယ်။သူကရှမ်းမြောက်မှာတာဝန်ကျနေတဲ့အင်ဂျင်နီယာဖြစ်ပြီးတော့တောင်ကြီးမှာပူရဲတာဝန်ထမ်းဆောင်နေရတာပါလို့ဆောက်လုပ်ရေးဝန်ကြီးဌာနရဲ့သတင်းအရမြစ်ကပြောပြထားပါတယ်။ ပြီးခဲ့တဲ့ဒီဇင်ဘာလအတွင်းကလည်းမိသားဦးစီးဌာနကညွှန်ကြားရေးမှူးရွှေဘအပါဝင်စစ်ကောင်စီတပ်ဖွဲ့ဝင်များအရာရှိများနဲ့အရက်ဘဝန်ထမ်းများကိုရန်ကုန်မန္တလေးအမြန်လန်းမိုင်းတိုင်အမှတ်262မှာတော်လှန်ရေးတပ်ဖွဲ့များကစစ်ဆေးဖမ်းဆီးသွားခဲ့ပြီးတဲ့နောက် ်အခုထပ်မံပြီးတော့ဖမ်းဆီးမှုများပေါ်ပေါက်လာခြင်းဖြစ်တယ်လို့သိရပါဗျ2024ခုနှစ်ဒီဇင်ဘာလ23ရက်နေ့ကလည်းနထိုးချင်း People Defense Force မြင်းကြံခရယာအမှတ်430တိုင်ရင်ကရန်ကုန်မန္တလေးအမြန်လမ်းမကြီးမိုင်းတိုင်အမှတ်318မှာစစ်ဆေးမှုများကိုဆောင်ရွက်ခဲ့ကြကြောင်းတင်ပြရရှိပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့စကိုင်းတိုင်း6ဦးမြင်းမှုလမ်းပိုင်းမှာ PDF တပ်ဖွဲ့များကထောင်ထားတဲ့အဝေးထိန်းမိုင်းကိုအကြမ်းမဆက်တက်ကသိမ်းဆီးသွားပြီးတော့စစ်စခန်းကိုပြန်ရောက်တဲ့အချိန်မှာဖောက်ခွဲတိုက်ခိုက်လိုက်ရာစစ်ကောင်စီတပ်သား3ဦးသေဆုံးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဇန်နဝါရီလ9ရက်နေ့မှာ6ဦးမြင်းမှုလမ်းပိုင်းမှာမိုင်းရှင်းရန်ထွက်လာတဲ့အကြမ်းမဆက်စစ်ကောင်စီတပ်သားများဟာ မိုင်းခွေများအနည်းကိုရောက်ရှိလာကခရီးသွားပြည်သူများရဲ့ကားနှက်စီးကိုတားဆီးပြီးတော့ပြည်သူများကိုမိုင်းများရှာဖွေရှင်းလင်းခိုင်းပြီးတဲ့နောက်အဝေးထိုင်ပိုင်းပါလာတာကိုစစ်ကောင်စီတပ်သားများကမသိဘဲနဲ့မိုင်းများကိုကားနဲ့ယူဆောင်သွားတယ်လို့သိရပါဗျ။အခုလိုမျိုးယူဆောင်သွားပြီးတဲ့နောက်အကြမ်းဖက်စစ်ကောင်စီတပ်သားများဟာခရီးဖြူစစ်တပ်ဂိတ်ကိုရောက်ရှိလာပြီးကားပေါ်ကနေမိုင်းများကိုချနေတဲ့အချိန်တော်လိုင်းရဲဘော်များကအဝေးထိုင်မိုင်းကိုဖောက်ခွဲတိုက်ခိုက်ခဲ့တဲ့အတွက်ကြောင့်စစ်ကောင်စီတပ်သား၃ဦးသေဆုံးပြီး ခုနကကတော့အပြင်းထန်ဒဏ်ရာရရှိသွားတယ်လို့သိရပါဗျ။အဲ့ဒီတိုက်ခိုက်မှုအတွင်းမှာအကြမ်းဖက်စစ်ကောင်စီဂိတ်ကိုထင်းနဲ့တဲ ်ပို့ဆောင်ရန်ရောက်ရှိနေတဲ့ပြည်သူတအုပ်လဲမိုင်းစာထိမှန်ခဲ့ပြီးတော့ရင်မက်နဲ့ဥကောက်မှာထိခိုက်ဒဏ်ရာရရှိခဲ့တဲ့အတွက်အနုညွတ်တောင်းပန်ထားတယ်လို့သိရပါဗျ။စစ်ခွေးတွေကကျွန်တော်တို့တော်လိုင်းတပ်ဖွဲ့တွေရဲ့မိုင်းအလုံး30ဘက်ထရီအုပ်ခဏလုံးနဲ့အဝေးထိန်မိုင်းတစ်လုံးတို့ကိုတင်စီသွားတာသူတို့တင်သွားတဲ့အထဲမှာအဝေးထိန်မိုင်းပါသွားတယ်ဆိုတာကိုမသိကြဘူးသူတို့ကားနဲ့ယူဆောင်သွားပြီးတော့စခန်းကိုပြန်ရောက်တော့မိုင်းတွေကိုကားတွေကနေချနေတဲ့အချိန်မှာအဝေးထိန်မိုင်းကိုဖောက်ခွဲလိုက်တာစစ်ခွေးသုံးအောင်တေးတယ်ပြည်သူတအုပ်လဲထိခိုက်သွားတယ်ဆိုလို့အနုညွတ်တောင်းပန်ပါတယ်လို့လျှက်စီးတက်ခွဲမုံရွာခရ AI အမှတ်စက်နဲ့တိုက်ရင်တခွဲသုံးကဘုံမိုးချိုးကပြောဆိုထားပါတယ်အကြမ်းဖက်စစ်ကောင်စီတပ်သားများကိုအစင်အမြဲတမ်းအချိန်မရွေးနေရာမရွေးတိုက်ခိုက်သွားမှာဖြစ်တဲ့အတွက်ကြောင့်ပြည်သူတွေအနေနဲ့စစ်ကောင်စီတပ်သားများနဲ့အနီးကပ်သွားလာနေထိုင်ခြင်းမျိုးမပြုလုပ်ကြရန်တော်လှန်ရေးတပ်ဖွဲ့များကမြစ်တာရက်ခံထားပါတယ်၎င်းတိုက်ခိုက်မှုကိုလျက်စီးတက်ခွဲမုံရွာခရိုင် MS7 တိုက်ရင်တက်ခွဲသုံး11 people defense force မုံရွာခရိုင် MS5 တိုက်ရင်နဲ့နှွေဦး brothers column နှွေဦးညီကိုများစစ်ကြောင်းတို့ကပူးပေါင်းလှုပ်ဆောင်ခဲ့ကြကြောင်းတရင်ရရှိပါရယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့ရန်ကုန်တောင်ပိုင်းခရိုင်ခရိုင်မြို့နယ်အတွင်းမှာတောင်စားမူယူရန်ဖြစ်ကစစ်သားအချင်းချင်းပြန်လည်ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီးစစ်သား၂ဦးသေဆုံးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဇန်နဝါရီလ6ရက်နေ့ည7:00နာရီကမှခရိုင်မြို့နယ်မက္ကတန်ရွာမှာစစ်သား9ဦးဟာအရက်တောင်နေတဲ့အချိန်စကားများရန်ဖြစ်ပြီးတနက်နေ့ပစ်ခတ်ခဲ့ရာစစ်သား၂ဦးပွဲချင်းပြီးသေဆုံးကစစ်သား၃ဦးဝင်းကျင်ကတော့ထွက်ပြေးသွားတယ်လို့သိရကြောင်းဒေသတွင်းຫນွေဦးတော်လိုင်းရေးစာမျက်နှာ ခရမ်းချန်နယ်ကတောင်ရှိသူကပြောပြထားပါတယ်ဒီကနေ့ဇန်နဝါရီလ9ရက်နေ့အထိမမီသေးပါဘူးခမထွက်ပြေးသွားတဲ့စစ်သားတွေကိုမမီသေးလို့စစ်တပ်ကတခြားရွာတွေဘက်ကိုလိုက်ပြီးတော့ကင်းလှည့်ပြီးတော့ရှာဖွေနေပါတယ်လို့ပြောပြထားပါတယ်စစ်သားချင်းချင်းရန်ဖြစ်တဲ့အချိန် ်တနတ်တန်အချက်20ထက်မနည်းကြားခဲ့ရပြီးတော့စစ်သား3ဦးဟာလက်နက်အပြည့်စုံနဲ့ထွက်ပြေးသွားကြောင်းရွာကန်တချို့ထံကနေပြီးတော့သိရတယ်လို့ KN Channel ကတာဝန်ရှိသူကပြောပြထားပါတယ်တချို့တွေပြောကြတာကတော့ထွက်ပြေးသွားတာကစစ်သား2ယောက်တဲ့သေတာကတော့2ယောက်ဆိုတာသိကြတယ်ဘာလို့လဲဆိုတော့အလောင်းတွေကိုခရမ်းစေးရုံကိုအရင်ပို့လို့သိရတာလို့ခရမ်းမျိုးမှာဈေးအနီးမှာနေတဲ့ပြည်သူတို့ကပြန်လည်ပြောပြထားပါတယ်သေဆုံးသွားတဲ့စစ်သား2ဦးရဲ့အလောင်းကိုဇန်နဝါရီလ9ရက်နေ့မနက်ပိုင်းမှာခရမ်းပြည်သူစေယုံကိုတဲဆောင်လာပြီးတဲ့နောက်တခြားတန်နီယာကိုထပ်မံပို့ဆောင်လိုက်တယ်လို့ခရမ်း channel ကတောင်းရ ်ရှိသူကပြောပြထားပါတယ်လူအများသိမှာဆိုလို့15မိနစ်လောက်နေတော့ဓာတ် body တွေကိုတခြားနေရာကိုယူဆောင်သွားကြပါတယ်လို့၎င်းကရှင်းပြထားပါတယ်ထွက်ပြေးသွားတဲ့စစ်သားများကိုခရမ်းမြုပ်အခြေဆိုင်စစ်တပ်ကပိုက်ဆိုင်တိုက်လိုက်လံရှာဖွေနေပြီးတော့ခရမ်းမြုပ်ကိုရက်ကွက်ရဲမော်ကမာကလူလမ်းပိုင်းနဲ့မကတန်ကျေးရွာတို့ကိုအဝင်ထွက်တွေကိုပိတ်ဆို့ထားတယ်လို့ခရမ်းချန်တကထုတ်ပြန်ထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့ AOD တိုင်းကျုံပြုံမြို့နယ်မယန်းယိုးမှာအကြမ်းဆက်တကဆေးရဟရင်ခွင်းတီဆောက်နေပြီးတော့ပြည်သူပိုင်းနေအိမ်အင်ဂျင်200ခန့်ကိုအတင်းအဓမ္မရွှေပြောင်းခိုင်းနေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဇန်နဝါရီလ10ရက်နေ့ကစတင်ပြီးတော့ဆေးရဟရင်ခွင်းတီဆောက်ရန်အတွက်အတင်းအဓမ္မအင်ဂျင်200ကိုဖယ်ခိုင်းနေခြင်းဖြစ်ပြီးဆေးရဟရင်ခွင်းကို အလေအမြန်တိဆောက်နေကြတယ်လို့သိရပါဗျ။စစ်တပ်ကရဟတ်ရင်ဆင်းဖို့အတွက်ကွင်းဆောင်နေပါတယ်။အင်ဂျင်200လောက်ဖယ်ပေးလိုက်ရပါတယ်။ကရင်တွေနေတဲ့ရွာတွေဖြစ်နေတာလည်းပါတယ်လို့ဒေသခံပြည်သူတို့ကပြောပြထားပါဗျ။အေယာဝတီတိုင်းနဲ့နီးစပ်တဲ့မြို့နယ်ဖြစ်တဲ့ရခိုင်ပြည်နယ်ကဂွားမြို့နယ်ကိုစစ်ကောင်စီကဆုံးရှုံးပြီးတဲ့နောက်အေယာဝတီတိုင်းအတွင်းမှာစစ်တပ်ကစစ်ရေးပြင်ဆင်မှုများကိုအကြီးအကျယ်လှုပ်ဆောင်နေကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့မန္တလေးတိုင်းပြင်ဦးလွင်မြို့နယ်ဘကိုးတိုင်းအုပ်ဖို့မြို့နယ်တို့မှာအကြမ်းဖက်ဆက်တက်ခန့်အုပ်ချုပ်ရေးမှူးများကလူငယ်များကိုဇက်တိုက်ပေါ်တာဆွဲဖမ်းဆီးနေတဲ့အတွက်ရက်ကွက်အတွင်းကလူငယ်များအလုံးထွက်ပြေးတိမ်းရှောင်နေရတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဇန်နဝါရီလကစတင်ပြီးတော့ ပြည်ဦးလွင်မြို့မှာအကြမ်းဖက်စစ်တပ်ကခန့်ထားတဲ့ခနှစ်ရက်ကွက်အုပ်ချုပ်ရေးမှူးမောင်အေးနဲ့တားဖြစ်သူပြူစောတီဇော်လက်ကဥဆောင်ပြီးတော့ရက်ကွက်အတွင်းကလူငယ်များကိုစစ်မှုထမ်းကင်းလို့ဖို့အတွက်ပတ်စံပေးလို့မရတော့ကြောင်းပြောဆိုပြီးတော့လူငယ်များကိုဇက်တိုက်ပေါ်တာဆွဲဖမ်းဆီးလာတဲ့အတွက်ရက်ကွက်အတွင်းကလူငယ်တွေဟာထွက်ပြေးတိမ်းရှောင်နေရတယ်လို့သိရပါတယ်။ဒါအပြင်အုတ်ချုပ်ရည်မှုမောင်အေးနဲ့တားဖြစ်သူပြူစောတိဇော်လက်ဟာခုနှစ်ရက်ကွက်အတွင်းမှာရှိတဲ့လူငယ်များရဲ့အမည်စရင်းတွေကိုလိုက်လံကောက်ခံနေပြီးညအချိန်မှာပေါ်တာဆွဲဖမ်းဆီးကစစ်မှုထမ်းအတွက်မဲနိုင်ရမယ်ဆိုပြီးတော့စစ်ထဲထက်ခြင်း င်းများကိုပေါပေါတင်းတင်းလှုပ်ဆောင်လာတယ်လို့သိရပါတယ်။ပြည်ဦးလွင်မြို့ကရက်ကွက်ခွနဲ့အုပ်ချုပ်ရင်းမှုမောင်အေးကသူ့ရဲ့သားပြူစောတိနဲ့ပူးပေါင်းပြီးတော့တားဖာနှစ်ယောက်စလုံးရက်ကွက်ထဲမှာရှိတဲ့လူငယ်တွေကိုစစ်မှုထမ်းဖို့လိုက်ခေါ်နေတယ်။အစကတော့မသွားခြင်းပတ်စံပေးခိုင်းတယ်။အခုကပတ်စံပေးလဲမရတော့ဘူးလို့ပြောတယ်။လူငယ်တွေကိုစစ်ထဲဝင်ဖို့အတွက်လိုက်ဖမ်းတာတွေလုပ်နေတယ်။ရက်ကွက်ထဲကလူငယ်တွေကတော့မိသားစုတွေနဲ့ခွဲပြီးတော့ပြေးနေရတယ်လို့ဒေသခံပြည်သူတို့ကတိုင်ကြားထားပါတယ်။အလားတူပဲဘကိုးတိုင်းအုပ်ဖို့မြို့နယ်အိုးတာကုန်းမြို့ ပြည်တော်သားရက်ကွက်မှာအုတ်ချုပ်ရေမူစမ်းထွေးက၎င်းရဲ့နေအိမ်မှာစစ်ကောင်စီတပ်သားများကိုဖိတ်ခေါ်ပြီးတော့လူငယ်များကိုနေအိမ်နေတဲ့အထိပေါ်တာဆွဲဖမ်းဆီးနေတဲ့အတွက်ရက်ကွက်ထဲကလူငယ်တွေအလုံးဟာထွက်ပြေးတိမ်းရှောင်နေရတယ်လို့သိရပါတယ်ဒီဇမလဇမ်းပိုင်းကစတင်ပြီးတော့ဦးတည်ကုန်းမြို့ပြည်တော်သားရက်ကွက်အုတ်ချုပ်ရေမူစမ်းထွေးဟာ ခြေပါအတွင်းမှာရှိတဲ့လူငယ်များကိုစစ်တပ်ကိုခေါ်ပြီးတော့နေအိမ်ထဲထီကိုလိုက်လံပေါ်တာဆွဲဖမ်းဆီးနေခြင်းဖြစ်တယ်လို့သိရပါဗျ။ဒီသမားလ9ရက်နေ့ကလည်းရက်ကွက်အတွင်းနေထိုင်တဲ့ကိုထိတ်ရှည်စုတဲ့လူငယ်ကိုလည်းစစ်ကောင်စီတပ်သားများခေါ်ဆောင်ပြီးတော့နေအိမ်ထဲထီဝင်ရောက်ပြီးပေါ်တာဆွဲဖမ်းဆီးသွားတယ်လို့သိရပါဗျ။အိုးစဲကုံမြို့ပြည်တော်သားရက်ကွက်အုပ်ချုပ်ရေးမှူးစမ်းထွေးဦးဆောင်တဲ့စစ်ခွေးနဲ့ရဲခွေးတွေကဒေသနေလူငယ်တွေကိုနေအိမ်ပေါ်ထီကိုတက်ပြီးတော့ပေါ်တာဆွဲတာတွေလုပ်နေလို့လူငယ်တွေခမရထွက်ပြေးတိမ်းရှောင်နေရပါဗျ။ ပြည်တော်သားရက်ကွက်ကကိုထိတ်ရှည်ရဲ့အိမ်မော်ကိုတတ်ပြီးတော့ပေါ်တာဆွဲသွားတယ်။လူငယ်တွေအိမ်မမနေရတော့ဘူး။အုတ်ချုပ်ရင်းမှုစမ်းထွေးကသူ့ရဲ့အိမ်မစစ်ခွေးတွေကိုခေါ်ထားပြီးတော့မိုးချုပ်ပြီးဆိုတာနဲ့အဲစင်းစစ်ဖို့ဆိုပြီးအိမ်တွေထဲကိုဝင်ပြီးတော့လူငယ်တွေကိုပေါ်တာဆွဲတာတလားကို၃ရောက်ပေါ်တာဆွဲပေးရတယ်။လူမပြည့်လို့ဆိုပြီးတော့အိမ်မော်အထီးကိုတတ်ပြီးပေါ်တာဆွဲနေတာလို့ဒေသခံပြည်သူတို့ကတိုက်ကြားထားပါတယ်။ဒါအပြင်ရန်ကုန်မြို့၊လက်ကူးမြို့နဲ့မင်းကုန်းစံပြရွာက အုတ်ချုပ်ရေးမှုဇော်ဝင်းကလူငယ်များကိုစစ်မှုထမ်းမှာပါဝင်တယ်ဆိုပြီးတော့လူငယ်တွေစီကငွေကျပ်3000စီတောင်းခံနေတယ်လို့ဒေသခံပြည်သူများကတိုင်ကြားထားပါတယ်။အုတ်ချုပ်ရေးမှုဇော်ဝင်းက၎င်းတောင်းတဲ့ပတ်စံကိုမပေးနိုင်တဲ့သူတွေကိုစစ်တပ်ထဲထည့်မယ်ဆိုပြီးအတင်းအဓမ္မချင်းချောက်တောင်းခံနေတယ်လို့သိရပါတယ်။ လှေကူမင်းကုန်းဆံပြကြီးရွာကအုတ်ချုပ်ရေးမှုဇော်ဝင်းနဲ့သူ့ရဲ့အပေါင်းအပါတွေကလူငယ်တွေကိုစစ်မှုထမ်းရမယ်ဆိုပြီးတော့လူငယ်တွေစီကနေငွေကျပ်350စီအတင်းအဓမ္မတောင်းခံနေပါတယ်ပတ်စံမပေးနိုင်ရင်စစ်ထဲကိုဝင်ရမယ်ဆိုပြီးတော့ချိန်ချောင်းနေတယ်လို့ဒေသခံပြည်သူတို့ကတိုက်ကြထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာအခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စီရေးတရင်နိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ မြန်မာနိုင်ငံသူနိုင်ငံသားများအားလုံးဘေးအန္တရာယ်ကင်းရှင်းပြီးတော့လုံခြုံစိတ်ချပြီးပျော်ရွှင်ရတဲ့ဘဝများကိုပိုင်ဆိုင်နိုင်ကြပါစေခင်ဗျာ